ဒီဗီဒီယိုစပြောရမှာဆိုလို့ကျွန်တော်ကျွန်တော်လုံးဝမရွေးပြလောက်ဘူးလို့သတ်မှတ်ထားတယ်ဖုန်းနှလုံးကိုကျွန်တော်နေပြီးတော့ long term review လေးလုပ်ပေးသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုဆုံးတဲ့အထိ like ပါကြီးကြီးခန်းစားလိုက်အောင်အားလုံးမင်္ဂလာပေါင်းနေပြီးတော့ရပါစေ user review tech channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်နဲ့ collaborate လုပ်ထားတဲ့ အာဒီ Apple Premium Second Product တွေကိုရောင်းတဲ့ Isaiah 3K လေးကိုကျွန်တော်တွားရောက်ပြီးတော့ကြည့်ပစ်ခဲ့တာပေါ့နော်။ဒီဆိုင်မှာဆိုလို့ရှိရင်အဓိကဘာလို့လုပ်ရမလဲဆိုလို့ရှိရင်ကိုက iPhone နဲ့ပတ်သက်ပြီးတော့စိတ်ချယုံကြည်စွာနဲ့အယောင်းဝယ်အလဲထက်လုပ်ချင်တယ်ဆိုလို့ရှိရင်အကုန်လုံးစရရအစဉ်ပြောင်းလုပ်လို့ရတယ်။အဓိကအဖြစ်တော့ iPhone ဆိုလို့ရှိရင်လည်းသူက second man မဟုတ်ဘဲနဲ့အစ်စ်တွေဘာလဲမှားပြီးတယ်ပေါ့နော်။ဆိုတော့အဲဒါကြောင့်စိတ်ချယုံကြည်စွာနဲ့လုပ်လို့ရတယ်။အဓိကတော့ iPhone ဆိုတာထက် Apple Product တွေတော်များရမှာပေါ့နော်။တစ်ချက်လောက်တော့ ါတွားရောက်ကြည့်ရှုပြီးတော့ဝယ်လို့ရတယ်ဆိုတော့ကျွန်တော်လည်းကျွန်တော်အတိပေးနေတာဖြစ်ပါတယ်ဗီဒီယိုလေးဆက်ပြီးတော့ကြည့်လိုက်အောင်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည်သူကြပါစေ user review tech channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းနှလုံးကိုတစ်ခါတည်း long term review လုပ်ပေးမှာပေါ့နော်ဘာလို့ကျွန်တော်ဒီနှလုံးစလုံးကိုတစ်ခါလေးလုပ်ပေးဖို့စိတ်ကူးရွာလဲဆိုတော့ ဒီနှလုံးစလုံးကကျွန်တော်လည်းမရွေးပြလောက်သလိုကျွန်တော်တော်တော်များများကိုလည်း recommend ပေးမယ် for မဟုတ်ဘူးပေါ့နော်အကြောင်းမလို့တခါတည်းပဲ full review မလုပ်တော့ဘဲနဲ့ကျွန်တော် full review တော့မှမှတ်မိမယ်ထင်တယ်ကျွန်တော်မလုပ်ဘဲနဲ့ကြော်ခဲ့တာရှိတယ်အခုမှသာကျွန်တော်ပြန်ပြီးတော့ long term review လေးလုပ်ပေးတာပေါ့နော်ဘာလို့လဲဆိုတော့ဈေးကွက်ထဲမှာလည်းဒီကောင်ကအကြောင်းဝယ်နည်းနည်းလေးနည်းသလိုညှိုးရလေတော်တော်လေးကိုခတ်တဲ့ဖုန်းနှလုံးထဲမှာပါတယ်ပေါ့နော်ဘာဖုန်းနေလဲဆိုလို့ရှိရင်တော့ iPhone 14 Plus နဲ့ iPhone 15 Plus ဖြစ်ပါတယ် ဲ့ plus z တွေက iPhone တွေထဲမှာညှောင်းအခက်ဆုံးပဲကျွန်တော်လည်းဘယ်သူ့အမှမညှုံးသလိုကျွန်တော်ကိုယ်တိုင်လည်းဝယ်မလားဆိုမဝယ်ဘူးဆိုတဲ့အထက်မှာအဲ့ဒီ plus z တွေပါတယ်ပေါ့နော်ဘာမှထူထူထူကောင်းသွားတာမျိုးမရှိဘူးဗျာ site လေးကြီးနေတာတခုပဲရှိတယ်ကျန်တာအကုန်လုံးကကြတော့ဒီလောက်ကိုမဝယ်တော့ဘဲနဲ့ကျွန်တော်သာဆိုတော့ pro series ကိုပဲတက်ပြီးတော့ဝယ်လိုက်မယ်ဆိုတဲ့စိတ်ကူကကျွန်တော်ဒီမှာမသိစိတ်ကဂိမ်းအောင်မျိုးရှိနေတယ်လို့ပဲပြောရမှာပေါ့နော် ဆိုဒီဖုန်းနှလုံးကို review နဲ့ support လုပ်ထားပေးထားတာတော့ pro second နေပြီးတော့ review နဲ့ support လုပ်ထားပေးတာဖြစ်ပါတယ် review နဲ့ support လုပ်ပေးတဲ့အတွက်လည်း pro second ကိုကျေးဇူးအများကြီးတင်ပါတယ်ဒီလိုခုပဲစာရတာပေါ့ဖုန်းနှလုံးစလုံးရဲ့ base quality ဘိုင်းနဲ့ပဲစပြီးတော့ပြောအောင် base quality ဘိုင်းနဲ့စပြောရမယ်ဆိုရင်တော့ဖုန်းနှလုံးစလုံးကအတူတူပဲကန်လိုက်တာနဲ့ကို hand feeling ကဘာမှမကွာဘူးအတူတူပဲပေါ့နော် 14+ plus ကိုကြည့်မယ်ဆိုလို့ရှင်တော့ weight က200 gram လောက်ရှိတယ်တစ်ဖက်ကဒီ15 plus ကိုကြည့်မယ်ဆိုလို့ရှင်203 gram လောက်ရှိရပါတော့ မဆိုးစလောက်လေးဆိုင်လေးနည်းနည်းလေးကွာသွားတယ်အပြစ်မှာဘလို့နေလဲဆိုတော့လက်ထက်မှာကင်ကြီးရသလောက်တော့အတူတူပဲဘာမှမအောင်မပြောင်းဒီ site ဒီ weight ပဲပေါ့နော်ဘေးပေါက်နေဆိုလို့ရှိရင်လည်းအလူမီနီယံနေပဲလောက်ထားပေးတယ်ကန်ရတာတော့လက်ထက်မှာကောင်းတယ်ပေါ့နော်အမျိုး comfortable draw လေးဖြစ်တယ်လို့ပြောလို့ရတယ်နောက်ဘက်က back cover ကိုကြည့်မယ်ဆိုရင်တော့ glass တွေနဲ့လုပ်ထားပေးတယ်နှစ်ခုစလုံးကတော့သူက touch charlie နည်းလေးကွဲတယ်ဒါပေမဲ့နှစ်ခုစလုံးကတော့ glass တွေပဲဖြစ်တော့ကြောင်းချောပြီးတော့ပြုတ်ကျနိုင်ကြီးကတော့များတယ် cover လေးတက်ပြီးတော့သုံးပါအောင်အဆင်ပြေလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဒီကောက်မှာသတိထားမိတာ cover မတက်ပဲသုံးမယ်ဆိုလဲတော်တော်လေးအဆင်ပြေနိုင်တဲ့အနေအထားတစ်ခုမှာတော့သူတို့ရဲ့ back cover တွေကရှိတယ်ပေါ့နော်ဒီမျိုး pro c တွေလိုမျိုး cover ကြီးတက်ပြီးတော့သုံးပါအဆင်ပြေမယ်မဟုတ်ဘူးဒီကောက်နေမှာဆိုလို့ရှိရင် cover မတက်ပဲနဲ့သုံးမယ်ဆိုလဲအဆင်ပြေနိုင်တယ်ဆိုတော့အနေအထားလေးကကျွန်တော်ရဲ့စိတ်ထဲမှာခံစားမိနေတယ်ပေါ့နော်ဒါလေးတစ်ခုကတော့ ကောင်းကွက်အနေနဲ့ကျွန်တော်တွားပြီးတော့မြင်တာလေးတော့ရှိတယ်။ဒီဇိုင်းကတော့ကျွန်တော်တို့မြင်နေကြအတိုင်းပါပဲ။နောက်ဖက်မှာကင်မရာနှလုံးကိုအဲ့လိုမျိုးဘေးဆောင်လေးလုပ်ထားပေးရပါတော့။ပို့ရင်ပြောရမယ်ဆိုလို့ရှိရင်တော့ဖုန်းအသေးတွေမှာအဲ့ဒီကင်မရာဒီဇိုင်းကတော်တော်လေးကိုကြည့်ကောင်းပြီးတော့လှရဲဆိုမဲ့ဖုန်းကြီးမှာကျွန်တော်တော်တော်လေးကိုဆက်ဖြည်းဖြည်းနိုင်တဲ့ပုံစံတစ်ခုလို့ကျွန်တော်ကတော့ခံစားမိတယ်။မလို့မှမလိုက်ဘူးဗျာ။ဖုန်းကြီးကကြီးပြီးတော့ကင်မရာအဲ့လိုတေးသေးလေးနဲ့တောက်မှကန့်လန့်ပြက်လေးဖြစ်နေတာကျွန်တော်မသိလို့ရှိရင်ကိုယ်တောက်ခွက်ပြောင်ပြနေတယ်လို့ခံစားရတယ်ဗောနော်။အဲ့လိုပုံစံမျိုးလေးတော့ရှိတယ်။ဒါလေးကိုတော့ကျွန်တော်ဒီဇိုင်းဘက်မှာတိတ်ပြီးတော့ သဘောမကျအောင်လို့ပဲပြောရမှာပေါ့နော်အရှိဘက်က display ကိုကြည့်မယ်ဆိုလို့ရှင်တော့6.7 inches အကျယ်ရှိတဲ့ Super Retina HDR OLED display ကိုတုံးထားပေးတယ်။နောက်ခုစလုံးကအတူတူပဲပေါ့နော်။ HDR10 တို့ Dolby Vision တို့ဒါတွေအကုန်လုံးရရတယ်။ဒါပေမဲ့1 billion colors bla bla ဒါတွေအကုန်လုံးတော့မပါဘူး။ဒါပေမဲ့သူ့အနေနဲ့သူ draw လေးကိုအစင်ပြေတဲ့အနေအထားတစ်ခုမှာ display panel quality လေးရရှိတယ်။ဒါပေမဲ့ဆိုးတဲ့အချက်က နှစ်ခုစလုံးက120 Hz မရဘူးပေါ့နော်60 Hz refresh rate ပဲရတယ်အဲ့ဒီဥစ္စာကြီးကဘလို့မအောင်အခုချိန်မှာလက်ခံနိုင်ကြမရှိဘူးလို့ပြောလို့ရတယ်တစ်ဖက်က iPhone 14 Plus ကိုကြည့်မယ်ဆိုလို့ရှင်တော့1200 nits အမြင့်ဆုံး brightness မှာလုပ်လို့ရပြီးတော့ တစ်ဖက်ကဒီ15 plus ကိုကြည့်မယ်ဆိုလို့ရှိရင်တော့2000နှစ်ထိအမြင့်ဆုံးတင်ပြီးတော့ brightness မှာတုံးလို့ရတယ်။ဒါပေမဲ့ကျွန်တော်အိမ်တို့မှာပဲတုံးကြည့်တယ်။အောက်တို့မှာလည်းတုံးကြည့်တယ်။နှစ်ခုစလုံးတုံးကြည့်တဲ့အနေထားအရဆိုလို့ရှိရင်တော့နှစ်ခုစလုံးကဘာမှဒီ brightness ဘက်မှာကွာခြားသွားတာမျိုး trade တူတူမတွေ့ရအောင်ပေါ့နော်။အတူတူလောက်နှီးပါပဲလို့ပြောလို့ရတယ်။တစ်ခုကပိုကောင်းပြီးတစ်ခုကအဲ့လိုမျိုးမကောင်းတာမျိုးကျွန်တော်သိပြီးမတွေ့ရအောင်။နှစ်ခုစလုံးကဒန်းတူနှီးပါကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒါပေမဲ့သူတို့ရဲ့ display မှာအဓိကကွာခြားသွားတဲ့အချက်ကကြတော့ အဲ့ဒီ notch เนี่ยတစ်ဖက်က dynamic island ဖြစ်သွားတဲ့ဥစ္စာပေါ့နော် 14+ မှာဆိုလို့ရှိရင်တော့ notch အသေးကိုတုံးထားပေးပြီးတော့တစ်ဖက်ကဒီ 15+ မှာဆိုလို့ရှိရင်တော့ dynamic island ဖြစ်သွားတယ်ဆိုတော့ dynamic island နဲ့သူ့ရဲ့ display system เนี่ยဘလို့မအောင်ပဏံမသိအောင်လို့ပဲပြောရမှာပေါ့နော်ဒါကလည်းကျွန်တော်လုပ်တဲ့ review တွေကြည့်နေကြသူဆိုလို့ရှိရင်တော့သိလိမ့်မယ်ကျွန်တော်အဲ့ဒီ15မှာကလေးက iPhone 15မှာကလေးက Dynamic Island နဲ့သူ့ဖုန်းထဲကဘလို့မအောင်လက်ဖက်မညီဘူးလို့ပြောခဲ့တဲ့ဥစ္စာဒီမှာလည်းအဲ့အတိုင်းပဲ Dynamic Island တသက် သူ့ရဲ့ display ကတက်တက် safety hatch ကတက်တက်အဲ့လိုပုံစံမျိုးကြီးဖြစ်နေတာကတော့ကျွန်တော်တော်တော်လေးကိုသဘောမကျဘူးလို့ပဲပြောရမှာပဲเนาะတစ်ဖက်မှာကျတော့ folding plus မှာတော့အပြည့်အစုံမရှိဘူးဒါ notch အသေးကိုပဲတုံးထားပြီးတာဖြစ်တဲ့တော့ကျွန်တော်ဒီဘက်မှာတော့ display ဘက်မှာတော့ကျွန်တော်ပုံဝင်ရင်ပြောရရင်တော့ပြန်ပေါင်းပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒီ dynamic island မပါတဲ့ဒီ yoyo dan notch အသေးပဲတုံးထားပြီးတော့ folding plus ကိုမှာနည်းနည်းပို့ပြီးတော့ prefer ဖြစ်တယ်လို့ ပြောကျင်တာပေါ့နော်ကျတော့နှစ်ခုစလုံးကတော့ face sign နဲ့ပဲလာတယ် face sign နှစ်ခုစလုံးကလည်းမြန်တယ် accurate ဖြစ်တယ်ဒီဘက်မှာတော့တိတ်ပြီးတော့ true true ပြောကြတာမရှိပါဘူး iPhone တွေဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ပြီးတော့သူတို့ရဲ့ haptic monitor ကိုကြည့်မယ်ဆိုလို့ချင် haptic ကလည်းအတူတူပဲ share တကား share တွေကိုတုံးထားပေးတယ်ဒီဘက်မှာလည်းအထွန်းတက်စရာဘာမှမရှိဘူး speaker ဘန်းကိုကြည့်မယ်ဆိုလို့ချင်တော့ stereo speaker နှစ်ခုစလုံးမှာတုံးထားပေးတယ်အတန်းထွက်ကနှစ်ခုစလုံးအတူလောက်ပဲမညီဘူးပေါ့နော်အောက်ဘက်က90လောက်ထွက်တယ်အပေါ်ဘက်က30လောက်ပဲထွက်တယ်လို့ပြောလို့ရတယ်အတန်းထွက်ကလည်းအတူတူပဲဘာမှဒီဘက်မှာပြောစရာမရှိဘူးအတန်း clarity တော်လေးကောင်းတယ် ကျဲလိုက်မယ်ဆိုလို့ရှိရင်လည်းစူလာတာပါညာမရှိဘူးဒါကတော့ iPhone တွေရဲ့အားသာချက်တွေကတခုလိုပဲပြောရမှာပါဗောနော်သူရဲ့ SOC ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အနည်းငယ်ချိန်ကျစီတော့ရှိတယ်တစ်ဖက်ကဒီ iPhone 14 Plus ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ A15 Bionic chip ကိုတုံးထားပြီးပြီးတော့တစ်ဖက်ကကျွန်တော်တို့ iPhone 15 Plus ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ A16 Bionic chip ကိုတုံးထားပြီးတယ်ဗောနော်ဆိုတော့ဒီ Bionic chip လေးတုံးထားပြီးတာလေးပဲကွဲလွဲချက်ရှိမယ်ပေါ်ဖော်မန့်မှာဗောနော်ပေါ်ဖော်မန့်ကဘယ်လောက်กว่าလဲဆိုတာကတော့ အဲကွာတော့ကွာတယ်။ on paper ရတော့ကွာတယ်။ကျွန်တော်ဘယ်လောက်ကွာလဲဆိုတော့ကျွန်တော်ကပြထားပြီးတယ်။အဲ့မှာတစ်ချက်လောက်ကြည့်ကြည့်ပြလို့ရတယ်။တို့နှစ်ခုကဘယ်လောက်ထိကွာလဲပေါ့နော်။ဒါပေမဲ့ daily usage စမ်းပြီးတော့၃ကြီးတောက်ဆိုလို့ရှိရင်တော့အရင်ကြီးကွာချားလာတာတော့ကျွန်တော်မတွေ့ရဘူး။14 plus နဲ့15 plus နဲ့ daily usage မှာဘာမှတိတ်ပြီးတော့တူတူတူကွာသွားတာမတွေ့သလို gaming mind မှာလည်းအရင်ကြီးကွာသွားတာမျိုးတော့မတွေ့ရဘူးပေါ့နော်။ graphic intense ဖြစ်တဲ့ game တွေပါ heavy share ပြင်းလို့ရတယ်ဆိုရင်နေတာတစ်ခုမှရှိတယ်။ဒါကတော့တော်တော်လေးကိုအားတာရလို့ပြောလို့ရတယ်ပေါ့နော်။ gaming mind ကိုဝင်ရင်ပြောမယ်ဆိုရင်တော့ 15 plus လေးကိုကျွန်တော်နည်းနည်းပို့ပြီးတော့သဘောကျတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ SOC ကနည်းနည်း latest ပို့ဖြစ်တယ်ဆိုရင်အနေအထားမျိုးလေးမှာရှိတယ်။နောက်ခုစလုံးကအဲ့လိုမျိုးအရန်ကြီးပူတက်လာတာမျိုးပါညာလဲကျွန်တော်တို့စမ်းကြည့်တော့မတွေ့ရဘူး။ game တွေပါတယ်အရန် heavy graphic မြင့်တဲ့ game တွေဆော့မယ်ဆိုလို့ရှင်တော့နည်းနည်းလေးပူလာရဆိုရင်အနေအထားမျိုးလေးမှာခံစားရတယ်တော့နှလုံးစလုံးကစင်တူပဲရှိတယ်။တန်တဲ့အပိုင်းတွေမှာတော့တော်လေးကိုအဆင်ပြေပြီးကောင်းတယ်လို့သတ်မှတ်လို့ရတဲ့အနေအထားတစ်ခုမှာတော့ရှိတယ်ပေါ့နော်။ပြီးသူ့ရဲ့ battery bank ကိုကြည့်မယ်ဆိုလို့ရှင်လဲ battery ကတူတူပဲပေါ့နော်။3200ပတ်ဝန်းကျင်လောက်ပါတဲ့ ဘက်ထရီနှစ်ခုစလုံးကိုထည့်ထားပေးတယ်ဘလို့နေလဲဆိုလို့ရှိရင်တော့ဘက်ထရီပိုင်းမှာလည်းအတူတူပဲလို့ပြောလို့ရတယ်။ဘာမှတခုကထိုးကြုံပြီးကောင်းနေတာမျိုးမတွေ့ရဘူးပေါ့နော်။မျိုးလုံးနဲ့မြောင်ပြောရမယ်ဆိုလို့ရှိရင် 14+ ကော 15+ ကောကမနက်9:00လောက်ကနေပြီးတော့100%အပြည့်သွင်းပြီးသုံးမယ်ဆိုလို့ရှိရင်ညနေ9:00လောက်ဆိုလို့ရှိရင်အာဘလောက်ကြံလဲဆိုတော့နှစ်ခုတော့မတိမ်မြိမ့်ပဲ။ဒါမဲ့ 15+ ကတော့မဆိုးစလောက်လေးနည်းနည်းလေးပိုအားခံတယ်လို့ပြောလို့ရတယ်။သူကတော့တစ်ခါတည်း40အဲ့လောက်ပုံဝင်ရင် ကျန်တယ်ပေါ့နော်တစ်ခါကျရင်45အလောက်ကျန်တယ်တစ်ပတ်က14 plus ကကျတော့တစ်ခါကျရင်35တစ်ခါကျရင်30ပေါ့နော်အဲ့လောက်လေးကျန်တယ်10%လောက်တော့ကွာလေးတော့ရှိတယ်အဲကြောင့်မလို့15 plus ကတော့နည်းနည်းလေးပို့ပြီးတော့အားခံတယ်လို့ပြောလို့ရတာပေါ့နော်ဒီမှာနောက်ထပ်အားတာဝါတဲ့ချက်ကပါလဲဆိုလို့ရှိရင်တော့ iPhone 15 plus ကကျတော့သူက type c ပေါ်နေဖြစ်ပြီးတော့တစ်ဖက်က14 plus ကကျတော့ ဒီ lightning port နဲ့ပဲဖြစ်တယ်ပေါ့နော်အသွင်းပေါက်က lightning နဲ့ပဲတွင်းရမယ်တစ်ဖက်က15 plus ကကြတော့ကျွန်တော်တို့ type c နဲ့တွင်းရမယ်ပေါ့နော်ဆိုတော့ဒီဘိုင်းမှာတော့ quad charge ကြတော့ကျွန်တော်တို့တွေ့ရတယ်ဘယ်လိုကွာလဲဆိုလို့ရှင်တော့15 plus ကိုအသွင်းရတာပို့ပြီးတော့ convenience ဖြစ်တယ်ပို့ပြီးတော့အသွင်းမြန်တယ်ဆိုရက်ခံစားချက်မျိုးခံစားရတယ်ကျွန်တော်တို့စမ်းကြည့်တော့ဆိုရင်တော့ကြာတာတော့ကြာတော့မှာပဲဘာလို့လဲဆိုတော့ဒီကောင်းကြီး first chance မှာအရန်ကြီး support မလုပ်တာ15 plus ကိုကျွန်တော်တို့တွင်းကြည့်တော့ဆိုလို့ရှင်0 to 100အပြည့်တွင်းမှုဆိုလို့ရှင်ကျွန်တော်တို့တနားကြီး15ဝန်းကျင်လောက် ကြာတယ်ပေါ့နော်ဒီချိန်မှာတစ်ဖက်က14 plus ကိုအပြန်သွင်းကြည့်တော့ဆိုလို့ရှိရင်တော့ကျွန်တော်တနားခွဲလောက်တော့အချိန်ပေးပြီးတော့သွင်းရတယ်ရောရှိတယ်ဆိုတော့15 plus ကနည်းနည်းလေးပုံမြန်တယ်လို့ပဲပြောရမှာပေါ့နော်ဘက်တရီအိုင်းမှာတော့ကျွန်တော်ပွင့်ရင်ပြောရမှာဆိုရင်တော့15 plus ကိုနည်းနည်းလေးပို့ပြီးတော့ prefer ဖြစ်တယ်လို့ပြောခြင်းတယ်ပြီးတော့ဒီကောင်းရဲ့နှစ်ခုစလုံးကတော့ IP rating bar ပဲပေါ့နော် IP68 water and dust resistant bar ဖြစ်တယ်ပြီးဒီဘိုင်းမှာတော့တိတ်ပြီးတော့ထူး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 နဲ့အထွန်းတက်စရာမရှိဘူးနှစ်ခုစလုံးကရေစိုခံတယ်မိုးရေထဲမှာလည်းအဆင်ပြေပြေနဲ့တုံးလို့ရရနေတာတခုမှတော့ရှိရပေါ့နော် ကင်မရာဘိုင်းကိုပြောရမယ်ဆိုလို့ရှင်တော့ကင်မရာနှစ်ခုစလုံးကအတူတူပဲပေါ့နော်ဒါပေမဲ့ mega pixel ကတော့15 plus ကအများကြီးပိုပြီးတော့တာသွားတယ်လို့ပြောလို့ရတယ်15 plus ရဲ့ mega pixel တွေကကျတော့သူက48 mega pixel main ရဲ့12 mega pixel ultra wide ကိုတုံးပေးထားတာပေါ့နော်တစ်ပတ်က14 plus ကကျတော့12 mega pixel နှလုံးကိုပဲတုံးထားပေးရယ် main camera ကလည်း12 mega pixel ပဲ ultra wide ကလည်း12 mega pixel ကိုပဲတုံးထားပေးရယ်ပေါ့နော်ဆိုတော့ camera ကိုစမ်းပြီးရိုက်ကြည့်တော့ဆိုလို့ရှင်တော့အရင်ကြီးကွာခြားလာတယ်လို့ကျွန်တော်မတွေ့ရဘူးဒါပေမဲ့ details တွေ လိုက်တင်လေးနည်းနည်းလေးပိုကောင်းတဲ့ဘိုင်းမျိုးပြောရမယ်ဆိုရင်တော့15 plus ကနည်းနည်းလေးပိုကောင်းတယ်လို့ပြောလို့ရတယ်။သူက48 megapixel ဖြစ်သွားတာကြောင့်လည်းပါတယ်ပေါ့နော်။တစ်ဖက်က14 plus ကကျတော့12 megapixel ပဲဖြစ်တာဖြစ်တဲ့အတွက် detail spine လေးတွေမှာနည်းနည်းလေးညော့ပြီးတော့မဆိုကြတော့အားနည်းရလို့ပြောလို့ရတာပေါ့နော်။ဆိုတော့ကင်မရာဘိုင်းမှာတော့ပွင့်လင်းပြောရမယ်ဆိုရင်ကျွန်တော် 15+ လေးကိုနည်းနည်းလေးပုံပြီးတော့ prefer ဖြစ်တယ်လို့ ပြောခြင်းနဲ့ဗီဒီယိုပိုင်းမှာတော့အတူပဲပေါ့နော်ဗီဒီယိုတွေကတော့ share ချမ်းတယ်လို့ပြောလို့ရတယ် 4K 60fps ကြီး back camera နဲ့ရိုက်လို့ရတယ်လို့ selfie မှာဆိုလို့ရှိရင်လည်း 4K 60fps ကြီးရိုက်လို့ရတာတော့တော်တော်လေးကိုအဆင်ပြေပြီးတော့ကောင်းတယ်လို့သတ်မှတ်ခြင်းနဲ့နောက်ခုစလုံးကလည်း selfie မှာ 12megapixel ကိုပဲတုံထားပေးတယ်ဘယ်သူမှထူးချွန်ပြီးတော့အမှန်တော့ကောင်းမနေဘူးပေါ့နော်ဆိုတော့ကင်မရာဘိုင်းကိုခြုံပြောပေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကနည်းနည်းလေးပို့ပြီးတော့ဒီ 15+ လေးကိုပို့ပြီးတော့ prefer ဖြစ်ပြီးတော့သဘောကျရလို့ဒီနေရာကနေထပ်လောင်းပြီးတော့ပြောကြခြင်းနဲ့ ဆိုဟုတ်ပြီ overall round conclusion ပြန်ထုတ်ပြီးတော့ပြပြပေးရမယ်ဆိုလို့ရှိရင်ဒီ14 plus ကော15 plus ကောကျွန်တော်ဗီဒီယိုအစမှာပြောခဲ့သလိုပဲကျွန်တော်လည်းသူများကိုညွှန်ရတာတော်လေးခက်တယ်လို့ကျွန်တော်ကိုယ်တိုင်ဝယ်မလားဆိုလို့ရှိရင်မဝယ်ဘူးဆိုတဲ့အနေအထားတစ်ခုမှတော့ရှိတယ်ဈေးတွေကဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်ဥဒမာအပေါ်မှာထိုးပြထားတဲ့အတိုင်းပဲပေါ့နော်ဈေးတွေကတော့14 plus ဆိုလည်းအလောက်ဈေးပမာဏရှိတယ်15 plus ဆိုလို့ရှိရင်လည်းအလောက်ဈေးပမာဏရှိရပါတော့ဆိုတော့14 plus ကိုဘယ်လိုလူတွေရရွေးတင်လဲဆိုလို့ရှိရင်ကျွန်တော်ကြံဖန်ပြီးတော့ရွေးပေးရမယ်ဆိုလို့ရှိရင်ကိုက CGSD ဘာတွေနဲ့လည်းအသားကျနေပြီဒါ 120Hz ဘာတွေလည်းမလိုဘူးပေါ့နော်ပြီးလို့ရှိရင် display size ကြီးကြီးကိုကိုင်နေတယ် iPhone လည်းဖြစ်ချင်တယ်အဲ့လိုမျိုးကပြောလို့မျိုးပေါ့နော် 120Hz မပါလေကိစ္စမရှိဘူးပြီးကင်မရာလည်းအရင်ကြီးကောင်းစရာမလိုပရိုလောက်မဟုတ်လည်းရတယ်အဓိက display ကျယ်ကျယ်နဲ့ social media ကောင်းကောင်းသုံးကျင်နဲ့ YouTube တွေကောင်းကောင်းကောင်းကြည့်ကျင်နဲ့ပြောရည်ဆိုလို့ရှိရင်ကျွန်တော်တို့ gain တွေပါလေဆော့မယ်ဆိုလို့ရှိရင်အဆင်ပြေပြေနဲ့ကြီးကြီးမားမားဆော့ကျင်နဲ့ဘာလို့လဲဆိုတော့ Yoyo Dana D15 တို့ ဒီ14လို့စီးရတယ်ကျွန်တော် display site လေးကနည်းနည်းလေးသေးတာကိုဒီကောင်တွေကျတော့နည်းနည်းလေးကြီးသွားတယ်ပြည်လို့အဲ့လိုမျိုးတွေရွေးချယ်ခြင်းနဲ့ဆိုလို့ရှင်တော့ဒီကောင်တွေက option 2အနေနဲ့ထည့်ပြီးတော့ရွေးလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်တော့ကျွန်တော်ကတော့ပွင့်လင်းပြောရမယ်ဆိုရင်တော့ pro စီးတွေကိုပဲတက်လိုက်ဖို့အတွက်ကျွန်တော်ပို့ပြီးတော့ recommend ပေးခြင်းနဲ့ browser ဆိုလို့ရှင်တော့ဒီဖုန်းတွေကိုဝယ်ဖို့အတွက်အစီအစဉ်ရှိလားစိတ်ကူးရှိလားဆိုရင်လည်းကျွန်တော်သာဆိုရင်လည်း video ဆက်မှာပြောခဲ့တဲ့အတိုင်းမပြောင်းလဲဘူးပေါ့နော်ဝယ်ယူဖို့အစီအစဉ်လုံးဝမရှိဘူး ဘ ᱹ တွေ recommend ပေးမလဲဆိုလို့ကျွန်တော်ကျွန်တော်ခုနကပြောလိုက်ဒီလိုမျိုးလူတွေအတွက် recommend ပေးလို့ရတယ်အဲ့လိုမှမဟုတ်ဆိုလို့ရှင်တော့လေရွေးချယ်ချက်ဟာတခုနေနဲ့ကျွန်တော်ကတော့ထည့်ပြီးတော့မစင်စားစေချင်ဘူးလို့ပဲပြောနေတယ်ပဲဒီနေ့ဗီဒီယိုလေးဒီမှာပဲဆုံးသတ်ချင်ပါတယ်ဖိလစ်ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုမယ်ဆိုလို့ရှင် VPN လေးခံပြီးတော့ကြည့်ရှုဖို့တော့မြစ်တာရေးခံချင်ပါတယ်ကြည့်ရှုအားပေးကြတဲ့တူးတယောက်ချင်းစီတိုင်းကျေးဇူးများလေးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြားနေတယ်ဆိုလို့ရှင် like and subscribe notification နဲ့ပဲကူညီပေးဖို့မေးပါနဲ့ကြည့်ရှုပေးကြတဲ့တူးတယောက်ချင်းစီတိုင်းကျေးဇူးများလေးတင်ပါတယ်လို့ပြောနေတယ်ပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုကိုကြာမှပြန်လည်ဆွေးနွေးကြပါဦး